လူတယောက်စီးပွားပြတ်တော့မယ်ဆိုရင်ပေါ်လာတတ်တဲ့လက္ခဏာအမှတ်သားတွေအကြောင်းပြောခြင်းနဲ့ပြလူတယောက်ဟာအခြေအနေအရေးအကြောင်းစီးပွားချစ်တယ်မှုကြုံတော့မယ်ဆိုပါစို့ကိုယ်လက္ခဏာမှာအခုပြတဲ့သင်္ကေတမျိုးတွေပေါ်လာတတ်တယ်ပြဘာလဲဆိုတော့အသက်လမ်းကြောင်းမှာဖြတ်နေတဲ့ဥပအဖက်လမ်းတွေအထင်ရှားဖြစ်လာတယ်နောက်ပြီးတော့ကံလမ်းကြောင်းကလည်းမှေးမှိန်လာတယ်ကံလမ်းကြောင်းမှာအဖက်တွေများလာတယ်အဆုံးအသက်ကံလမ်းကြောင်းရွတ်တန်သွားတယ် နောက်ပြီးတော့လက်ရည်စာလက်ဖွာပုံစံလက်အရောင်သွေးအကုန်လုံးအင်အားကျဆင်းပြီးကိုဂျုံကုန်းတွေအလုံးနဲ့ခက်ပြပြအားမရှိသလို ဖြစ်သွားတယ်။ဒါဟာလူတယောက်ရဲ့ဝရိယစိတ်ဆန္ဒအားတွေလျော့နေလာပြီးလူတယောက်အားနည်းနေတဲ့အချိန်လူတယောက်ဖြည့်စင်းမှုတွေများတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ကိုယ်မှာဒီလိုလက္ခဏာကြုံနေရပြီလားဆိုရင်တော့မလွန်ပါနဲ့။အရာအလုံးက ပြောင်းလဲယူလို့ရပါတယ်ဒီလိုဖြစ်နေပြီလို့ကိုကြိုသိနေပြီဆိုရင်ပြောင်းလဲလို့အချိန်ပြီးပါတယ် ဘာကိုပြောင်းလဲမလဲကိုဘက်ကကိုစိတ်နှလုံးအေးချမ်းအောင်ထားပါတမထမများလို့တရားများထိုင်ပါ ကိုရဲ့နှုတ်ထွက်စကားကိုအထူးဂရုစိုက်ပါအပြောဆိုကိုဟန်မူရာကိုအရင်ကထက်နူးညံ့သိမ်မွေ့အောင်ယိုကျိုးအောင်နေပါခတ်ထောင်ထောင်မနေပါနဲ့စိတ်ရောကိုပါအေးချမ်းအောင်နေပေးပါ နောက်ပြီးတော့ဘာဆက်လုပ်မလဲဆိုတော့ဖယက်ကုတ်ကူတာပါဗျာဒီနီးလက်မဲ့ရှိတာကိုဗုဒ္ဓဘာသာဝင်တွေတို့က အဲမိမိတို့ကဗုဒ္ဓဘာသာဝင်နေမဟုတ်ဘူးတခြားဘာသာဝင်ဆိုရင်လည်းတခြားဘာသာရေးဆိုင်ရာလုပ်ငန်းတွေကို အားပြုပြီးလုပ်ပေးပါဥပမာဆိုရင်ခရိယန်ဆိုရင်ခရိယန်ဘာသာရေးဆိုင်ရာလုပ်ငန်းလိုက် အားပြုလုပ်ပါဟိန္ဒူဆိုဟိန္ဒူလုပ်ပါအစ္စလာမ်ဆိုအစ္စလာမ်လိုလုပ်ပါဒါဆိုရင်တိတသာအကျိုးထူလာပါလိမ့်မယ်ဗုဒ္ဓဘာသာဝင်ဆိုရင်တော့မေတ္တာတုတ်တွေဘောဇဉ်တုတ်တွေပဋ္ဌာန်းတွေနဲ့ဆော့ဆော့ရွတ်ဖတ်ပြပါတချို့ကတော့တွေးတယ်ဗျပဋ္ဌာန်းရွတ်လေပူဆိုးလေတွန်းရတယ်အမှန်တော့အဲ့ဒါဝေကျွေးဆန်နေရပါ ဝေကျွေးကိုအမြန်ဆုံးဆက်တဲ့သဘောပေါ့ပဋ္ဌာန်းရွတ်လေးပို့ဆိုးလေးမဟုတ်ပါဘူးကို့မှာဒီဝေကျွေးတွေကြံနေသလိုပဋ္ဌာန်းရွတ်တဲ့အခါဝေကျွေးတွေကချက်ချင်းရောက်လာတာပါဒါတွေကိုကိုကအရင်ဆုံးဆက်နေရတာပါဒီသဘောပါပဲဝေကျွေးတွေကုန်သွားရင်တော့အဆင်ပြေသွားပါပြီတနေ့တာဖြတ်တမ်းမှုတိုင်းမှာအရာအားလုံးကိုကျေးဇူးတင်စိမ့်နဲ့ဖြတ်တမ်းပါဒီလိုတပတ်လောက်လောက်တာနဲ့ကိုယ်စိတ်အေးချမ်းမှုတွေစတင်ဖြစ်ပါလိမ့်မယ်လက်ရောင်သွေးကအစစိတ်တဲ့အဆုံးပြောင်းလဲလာပါလိမ့်မယ် အခုလက္ခဏာပုံမှာပြတဲ့မကောင်းတဲ့အဖြစ်အမှတ်တွေမြင်းနေဥပလန်နေလဲတဖြည်းဖြည်းပျောက်သွားပါလိမ့်မယ်ဒီလိုလုပ်ရင်ဘလို့လောကဒံမဆိုကိုယ်အနေနဲ့ရင်ဆိုင်နိုင်ရမှာတည်းဘဝမှာလည်းနေရတာပုံမှုပေါ့ပါပျော်ရွှင်လာပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့အခုပြောပြတဲ့ဥပလန်တွေပါနေတာအဖြစ်လန်းတွေပါနေတာလေးလာကြည့်ပါနောက်ထပ်လက္ခဏာလန်းတစ်ခုပြောချင်တယ်ဗျလောကမှာသာသမီ၃မျိုးရှိတယ်ဗျ မိဘထက်ငွေကြေးဥစ္စာဒနာစီစဉ်တာလုံကောင်းမွန်တဲ့တာသမီမိဘနဲ့ဒန်းတူငွေကြေးဥစ္စာဒနာစီစဉ်ပေါ်ကျွားတဲ့တာသမီမိဘအောက်နိုင်ကြတဲ့တာသမီရဲ့ဆိုပြီးသုံးမျိုးရှိပါလေမိဘတိုင်းကတော့ကို့တာသမီတွေမှတ်သမျှကို့ထက်တာလုံတာကိုပဲမြင်ကျင်ကြတာမိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါကိုကမိဘထက်တာတဲ့တာသမီဖြစ်မလားမဖြစ်ဘူးလားဒါကိုလက္ခဏာမှာပါပါတယ် ကဲကြည့်ရအောင်ဗျမိတ်ဆွေရဲ့လက္ခဏာကိုကြည့်ပါမိတ်ဆွေရဲ့လက္ခဏာမှာလက်သွယ်အောက်တင်းင်းကွနေချိုကွန်မှာစတူရန်ကွက်တွေငါးရုပ်တွေပါနေလားအဲ့လိုပါနေရင်ကောင်းပါပြီမိဘတွေထက်ပညာနဲ့အောင်မြင်မှုတာလုံမဲ့သူလို့ပြောလို့ရပါတယ်လူတိုင်းကတော့လက်သွယ်အောက်တင်းင်းကွနေချိုကွန်မှာအောင်မြင်လမ်းတွေတူတူကိုကိုအများစုကပါတတ်ပါတယ်ဒီလိုပါတဲ့လူတိုင်းလည်းအောင်မြင်တာတော့မဟုတ်ပါဘူးကိုယ့်ရဲ့လောက်ရတဲ့စိတ်ဓာတ်ကလည်းဒါကိုထောက်ပံ့ပေးထားပါတယ် ဒါပေမဲ့ကိုယ့်ရဲ့အတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်အားရှင်ရှိသလောက်ကိုကျင်လည်တဲ့နေရာမှာဒီပတ်စံရတဲ့ဝင်ငွေရတဲ့လုပ်ငန်းတွေလုပ်ရင်လုပ်တော့တော့အောင်မြင်မှုအထိုက်အချောက်ရှိတာပေါ့ဗျာအခုလိုမျိုးလက်သကြွယ်အောင်တနင်္ဂနွေကျောင်းမှာ downlight လမ်းကြောင်းနဲ့နောက်ပြီးတော့ student ကွက်တွေကြာဘူးတွေပိုင်းတော့မိဘထက်သားလုံးပါလေဥမာအဖြစ်မိဘဟာကိုကိုခေါင်းရွက်ပြတ်ထိုးဈေးတဲ့ဘွားနဲ့လှုပ်ကျွေးတယ်ဆိုပါစို့ကိုယ်လည်းမှာတော့မိဘလိုခေါင်းရွက်ပြတ်ထိုး လဲကိုကြောင့်ကိုချင်းလျှောက်ပြီးပြပပစီးပွားရှာစရာမလိုမဲ့ကိုလဲဈေးတယ်ပဲဒါပေမဲ့ကိုကဆိုင်နဲ့ကနာနဲ့ဈေးတယ်ကြီးမျိုးအဲ့လိုမျိုးပေါ့ဗျာမိဘကတော့ကိုကိုစိုက်ကားနဲ့ရေထိုင်းနဲ့ပြပပမဲ့ကျွေးမွေးပြုစုဆောင်းလျှောက်ခဲ့တယ်ဆိုပါစို့ကိုလက်ထက်မှာတော့စိုက်ကားမရရပါပဲကိုက၃ဘိန်းထောင်းရင်လည်းထောင်းနိုင်တယ်ဒါမို့တက်စီဆွေးရင်လည်းဆွေးနိုင်တယ်ရေထိုင်းရောက်စရာလုံးမလိုဘူးဒါပေမဲ့ကိုအနေနဲ့ဒီ marketing အလုပ်တွေနောက်ပြီးတော့ ဒီ delivery လုပ်တွေလုပ်ရင်းနဲ့လုပ်ပါတယ်ဒါဆိုတော့မိဘထက်ခေချင်းတွေအနိုင်ငယ်တာလုံးနဲ့အနေနဲ့ပြောင်းလဲပါတယ်အဲ့ဒီလိုမျိုးပြောချင်တာပါတကယ်လို့တထေးစကြွယ်တူဆိုပါဆိုကိုမိဘကလည်းကြော်ဝချမ်းသာတယ်အဲကိုသားသမီးမှာအဲ့ဒီလိုမျိုးလက္ခဏာမှာပါတယ်ဆိုရင်မိဘထက်အစာပေါင်းများစွာပုံမှုကြော်ဝချမ်းသာမယ်လို့လို့ပြောလို့ရပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျအခုပြောချင်တာကတော့ထီပေါက်ခြေပေါက်တဲ့လူတွေမှာမကြခဏပေါက်တဲ့လူတွေမှာတွေ့ရတဲ့လက္ခဏာပါ မိတ်ဆွေရဲ့ကံလဲကြောင်းထိတ်မှာကျဲပုံသဏ္ဍာန်တင်ဂေတာပိုင်ထီပေါက်နိုင်ပါလေကံလဲကြောင်းထိတ်မှာကျဲပုံသဏ္ဍာန်မှတ်သားပါဖို့ကတော့အင်မတန်ခဲပါလေလူတစ်ထောင်မှာတယောက်မပါပါဘူးအများစုကတော့ကြက်ချေတရံကိုကျဲနဲ့မှားရွတ်တတ်ပါလေကြက်ချေတရံဆိုရင်တော့မကောင်းဘူးပေါ့ဗျာမိတ်ဆွေရဲ့အောင်မြင်နေတဲ့လုပ်ငန်းတွေအလုပ်တွေအကုန်လုံးရက်တန့်သွားစေတဲ့ဒုက္ခရောက်သွားစေတဲ့ဆိုတဲ့အမှတ်အသားပါကျဲပုံသဏ္ဍာန်ဆိုရင်တော့ကောင်းပါတယ်ငွေကြေးလုံးရင်းဝင်နိုင်တယ် စီးတဲ့ဥစ္စာဒီအလားတိုးပွားနိုင်တဲ့အမှတ်သားပါနောက်တစ်ခုကြည့်ပါအသက်လမ်းကြောင်းပေါ်ကနေပြီးတော့ကျွန်တော်တို့ကန်လန်းတူလေးပါနေလားအဲ့ဒီကန်လန်းတူလေးဟာအပေါ်ထောင်တက်နေတယ်ဗျအထင်ရှားလေးပဲအဲ့ဒီလိုမျိုးကန်လန်းတူလေးအထင်ရှားပါနေမယ်ဆိုရင်မိတ်ဆွေကအဲ့ဒီအသက်ပိုင်းခြားဝန်းကျင်မှာထီပေါက်မယ်ချဲပေါက်မယ်ငွေကြေးဥစ္စာကျနာဝင်တတ်ပါလေနောက်တစ်ခုကြည့်ပါဗုဒ္ဓဟူးကြုံပေါ့ဗျာလက်တန်းဘုဒ္ဓဟူးကြုံမှာမတ်တက်မြင့်တဲ့ကြောင်းထဲအထင်ရှားပါနေတာ အဲ့ဒါအကောင်းဆုံးပဲဗျပို့တော့ချက်ကောမှာလမ်းကြောင်းများစွာပါနေရင်တော့မိတ်ဆွေဟာငွေတွေဝင်လိုက်ထွက်လိုက်နောက်ပြီးငွေချင်းနဲ့ပတ်သက်ရင်လည်းပျော်ရွှင်ရလိုက်စိတ်သောကရလိုက်ဖြစ်တတ်ပါတယ်မတက်မြင့်တကြောင်းလဲဆိုရင်တော့ငွေချင်းနဲ့ပတ်သက်ရင် အလုံးကြီးတစ်ခဲနဲ့ဝင်တတ်ပါတယ်ထီပေါက်ချဲပေါက်တလို့ငွေတွေဝင်တတ်ပါတယ်နောက်တစ်ခုအကြည့်ပါကံလမ်းကြောင်းကြီးကထင်ရှားအကောင်းနေလားအဲ့ဒီလိုထင်ရှားအားကောင်းနေရင်အားကောင်းတဲ့အသက်ပိုင်းချမှာငွေတွေနည်းနည်းများများဆိုလိုဝင်တတ်ပါလိမ့်။နောက်ထပ်တစ်ချက်ကိုကြည့်ပါ။လက်ဖနောင်းရစ် လက်ကောက်ဝက်မှာလက်ကောက်ဝက်မှာအရင်၃ရက်သမို့၄ရက်ပါတတ်တယ်ဗျအဲ့ဒီမှာအများစုကတော့ဗာလက္ခဏာမပါဘူးဒါပေမဲ့တချို့တချို့တော့အင်မတန်မှရှားပါတဲ့လူတွေကတော့ကျဲပုံတန်းတွေတတိကံပုံတန်းတွေပါတတ်တယ်အဲ့လိုပါရင်လည်းဒီလိုမျိုးဟာထီပေါက်ချဲပေါက်ငွေဝင်တက်တယ်လို့ပြောလို့ရပါတယ်လက်ညှိုးအကြောက်တာပလေးဂျိုကုံမှာကြည့်ပါအဲ့ဒီဂျိုကုံမှာ၄ရောက်ကလေးပါနေတာနောက်ပြီးတော့လက်ညှိုးချင်းမှာ၄ရောက်ဝက်ပါလား အဲ့ဒီလိုပါရင်လည်းကောင်းတယ်ဗျဘာကောင်းလဲဆိုတော့ထီပေါက်ချေပေါက်နိုင်တယ်လို့ဆိုတယ်နောက်တစ်ခုကလက်ညှိုးအောင်ကြောက်တပ်ပလေးတူကမှာအခုပြောသလို၄000ကွက်လေးတွေပိုင်အိုးအိမ်ကန်ကောင်းတယ်အိုးကောင်းအိမ်ကောင်းနဲ့နေရတယ်တိုက်ကြီးတာကြီးနဲ့နေရတယ်စီးစိမ်ပြပြဝဝနေရတယ်ဆိုတဲ့လက္ခဏာအမှတ်အသားတစ်ခုပါနောက်တစ်ခုကြည့်ပါလက်ခလဲအောင်စနေကြုံကမှာလက်ခလဲအောင်စနေကြုံကမှာ၅ရုပ်ပါတာ၅ရုပ်ပိုင်ထီပေါက်နိုင်ပါလေ စနေကြုံပေါ်မှာငါးရုပ်ပါတာကတော့အင်မတန်ရှားပါတယ်လူများစုကတော့စနေကြုံပေါ်မှာပဲနဲ့တနင်္ဂနွေကြုံပေါ်လက်သွဲဘေးမှာငါးရုပ်မှတ်သားတွေပါတတ်ပါတယ်စနေကြုံပေါ်မှာကျဲပုံတဲ့အမှတ်သားတွေနောက်ပြီးတော့ကြက်ချစ်အမှတ်သားတွေနောက်ပြီးတော့စနေလက်စွပ်တွေပါရင်တော့မကောင်းပါဘူးစနေကြုံပေါ်ထောင်တက်နေတဲ့ကန်ထီယုံရင်းအခုပြောတဲ့ငါးရုပ်တန်ပါရင်တော့အရင်ကောင်းပါလိမ့်နောက်တစ်ခုအကြည့်ပါအသက်လမ်းဆုံးမှာအသက်လမ်းကြောင်းအဆုံးသတ်မှာငါးရုပ်ပါနေလား အသက်လမ်းကြောင်းဆုံးမှာငါရုပ်ပါနေရင်အသက်ကြီးမှထီပေါက်နိုင်တယ်ထီပေါက်သလိုငွေတွေဝင်နိုင်တယ်အသက်ကြီးမှကိုယ်အနေနဲ့ဘာပြောပြော နောင်ရေးစိတ်အေးချမ်းသာစွာနေလို့ရတယ်ဦးစားတာကောင်းတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုအကြည့်ပါဦးကောင်းလန်းဆိုဦးကောင်းလန်းဆိုတာတကယ်တော့ညံလန်းကိုပြောတာပါပဲအဲ့ဒီဦးကောင်းလန်းဆုံးမှာကြာဘူးပုံတွေပါတာအဲ့လိုပိုင်းနဲ့ထီပေါက်တယ်တယ်ဗျနောက်တစ်ချက်ကြည့်ပါတနင်္လာကျိုးကမှာပဒံများပွေပါလား ဒါကတော့အင်မတန်ရှားပါတယ်ဗရမားပွေဆိုတာကျွန်တော်တို့လက်ချောင်းတွေမှာပါရင်တော့ဒါကခူးဘက်ပွေလို့ပြောတာပါဗျာလက်ဝါးပြမှာတော့ပါတာရှားပါတယ်ဒါမှရှိတဲ့သူတွေလည်းရှိပါတယ်ဗရမားပွေပါတဲ့လူကငွေကြေးဥစ္စာတနာခံကောင်းတယ်တဲ့ကဲဒါကတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့လက္ခဏာနဲ့တက်ဆိုင်စစ်စစ်ကြည့်ပါအဲ့ဒီလိုမျိုးပြောတဲ့ချက်တွေတကတခုပိုင်းတော့မိတ်ဆွေတို့အနေနဲ့အများကြီးမဟုတ်တော့မှထိပေါက်ချဲပေါက်နိုင်တယ်သို့မဟုတ် ဲ့ဒီထိပေါက်ခြေပေါက်တို့ငွေတွေလုံးရင်းနဲ့ဝင်တက်တယ်ဆိုတဲ့လက္ခဏာအမှတ်အသားပဲဖြစ်ပါလိမ့်လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေကိုပြောပြတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါလိမ့်ဗျာဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေကိုပြောပြချင်ပါလိမ့်ပထမအဦးဆုံးပြောချင်တာကလက်ပြက်လက္ခဏာပါရှင်တွေအကြောင်းပါလက်ပြက်ပါသူတွေဟာလက်ဝါးပြင်မှာတန်းတန်းယိုဖြစ်နေတာ ဒီလိုပါသူတွေကပြောရရင် introvert တမားလေးများတယ်ဗျ introvert ဆိုတာကအများနဲ့အယောမွန်ပဲတယောက်ထဲနေတဲ့အေးဆေးနေတဲ့လူတွေဒီလိုလူမျိုးကစကားရှုပ်တာနားရှုပ်တာမကြိုက်ဘူးဗျသူပါသူအဲ့ဒီလူမျိုးနေတဲ့လူပေါင်းဝင်ကျင်ကလူတွေနဲ့မပေါင်းလို့ပေါင်းဝင်ကျင်ကလူချိုးရဲ့အထင်လွဲမြင်လွဲခြင်းလဲခံရတတ်တယ်ပေါင်းကြည့်ပါဒီလိုလက္ခဏာတွေရှင်တွေကပေါင်းကြည့်တော့ immediate စိတ်ထားကောင်းတယ်ဆိုတာသိတာပါတယ် နောက်ပြီးတော့ဒီလိုလူမျိုးဟာမိသားစုနဲ့ပတ်သက်ရင်နင့်နာခံပေးစရာတက်တယ်ဗျာအလောက်တစ်ခုလုံးမယ်ဆိုပါစို့ဗျာအလွန်တိကျတဲ့လူမျိုးတွေအဲဒီလိုလူမျိုးနဲ့လှုပ်လှုပ်မယ်ဆိုရင်မတိမကျသွားမလုပ်လို့နဲ့တင့်ကိုဘယ်တော့မှမခေါ်တော့ဘူးနောက်ပြီးတော့စီးစနစ်ကြီးတဲ့လူတွေမိသားစုရင်းနဲ့ပတ်သက်ရင်ကိုယ်တိုင်ကနင့်နာခံပေးဆက်တက်သူတွေအသက်ကြီးပိုင်းအားရောက်ရင်တော့ကိုယ်သက်ဆိုင်ရာဘာသာရေးလိုက်အားထုတ်ပြီးနေတတ်တယ်လက်ပြတ်ပါသူအများစုဟာ ူတပားကြိုးကမျောကိုလို့မရဘူးဒီလိုလူမျိုးဟာသူတပားကိုယ့်ကိုညီမကိုမျောကိုလို့မရဘူးကိုကိုတိုင်းလေးလာလိုက်စားစူးစားအထုံးမှကြီးပွားချမ်းသာမဲ့သူမျိုးပဲဖြစ်ပါတယ်ငါတော့ထီပေါက်မှာပဲငါတော့ချဲပေါက်မှာပဲငါတော့အမွေတွေအများကြီးရမှာပဲအဲ့ဒီလိုမျိုးမထင်နဲ့ဗျတို့လက်ပြတ်ပါဆိုတဲ့ဟာအဲ့လိုမျိုးကံမကောင်းတတ်ပါဘူးနောက်ပြီးလက်ပြတ်လက္ခဏာသမားတွေက အများစုကပြောတယ်အုံနောက်နဲ့နှလုံးသားအချိုးကြကြအသုံးမချတတ်ဘူးလေချိုးကြကြအသုံးမချတတ်ဘူးဆိုတာမှန်ပါတယ်ဘယ်လိုလဲဆိုတော့ဒီလိုလူမျိုးကတခါတလေခံစားချက်မဲ့သူလည်းနေတတ်တယ်တခါတလေလည်းအသိခောက်ခက်အဝင်နဲ့တတ်တယ်တစွထိုးတစောက်ကလောက်တတ်တယ်ခံစားရရင်လည်းသူတို့လောက်အပြင်ခံစားရတာမရှိဘူးအစွန်းနှစ်ဖက်ကလူမျိုးလိုဖြစ်နေတယ်ဒါကြောင့်ဒီလိုလက်ပြလက္ခဏာပိုင်ရှင်တွေဟာရုပ်တရက်လည်းစိတ်ကြီးဒေါသထွက်တတ်တယ်လောက်ရင်လည်းတစုံတစ်ချက်လောက်တတ်တယ် ဒီလိုလူမျိုးတွေကိုယ်စိတ်ကိုထိမ့်ပါအစွန်းတစ်ဖက်မှာမနေပါနဲ့မီစီမာပရိပရာအလေလက်လန်းစင်နေတာနေပါဒီလိုလူမျိုးတွေဟာဘာပဲပြောပြောလက္ခဏာမှာဘလောက်ပဲပြပါစေကိုယ်စိတ်ကိုနိုင်တဲ့လူဆိုရင်တော့ဘဝမှာအင်မတန်မှကောင်းစားပြီးတော့ထိတ်ဆုံးရောက်မဲ့သူလို့ပြောလို့ရပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျလက္ခဏာကိုပဲအများစုကပြောတယ်လို့ကျွန်တော်လည်းပြောပါတယ်ဒါပေမဲ့မိတ်ဆွေရဲ့လက်ချောင်းတွေပါလေမြင်းနေပါတယ်ဗျာ ဲ့ဒီမြင်းတွေကလည်းတကယ်တော့အိဗတ်တစ်မျိုးစောင်းတယ်ဗျကဲလေးလာမိတလို့ပြောချင်ပါလေလက်ချောင်းအောက်အစ်စ်ကမြင်းနေကြပါဗျာတကယ်လို့မိတ်ဆွေရဲ့လက်သက်အစ်စ်အောက်ဆုံးကမြင်းနေဟာဘာကိုကိုစားပြုလဲဆိုတော့ကုသရောင်းဝယ်ရေးကိုပိုင်စီးပွားရေးနဲ့အကျိုးပြုတယ်စီးပွားရေးမှာတိုးတက်မှုရရှိနိုင်မယ်လို့ပြတယ်မွေတိုးပွားမှုလောက်တက်တဲ့သူတွေလို့ပြပါတယ်လက်သက်ကျအောက်ဆုံးအစ်စ်ကမြင်းနေဟာဘာကိုကိုစားပြုလဲဆိုတော့အများကအားပြုသူ ဖြစ်တယ် ကိုဟာဇွဲလုံးလောက်ဝရိယကောင်းတူပါခန္ဓာကိုကြက်တလောက်ပင်မပါစေအပင်မခံနိုင်တယ်အေးဒါမဲ့စိတ်အပင်မမခံနိုင်ဘူးကျမ်းမာရေးနဲ့ပတ်သက်ဒီလိုလူမျိုးတွေကနှလုံးသွေးတို့ဒုက္ခပေးတတ်ပါတယ်လက်ခက်လေအောက်ဆုံးစစ်ကမြင်းနေဒီလေမြင်းနေကဘာကိုကိုစားပြူလဲမိသားစုကြောင့်ဒုက္ခရောက်ရတာအပေါင်းအသင်းမိတ်ဆွေကြောင့်ငွေကုန်ကြေးကြရတာငွေမမြဲတတ်တာကိုပြတယ်ဒီလိုလူမျိုးတွေကမိတ်ဆွေပေါင်းတဲ့အဆင်မပြေဘူးဗျာ နောက်ပြီးတော့စိတ်ဆွမ်းရင်ကုန်ခန်းတက်ပြီးတော့စိတ်တကြလွတ်တက်ပါတယ်။လက်ညှိုးအောင်ဆုံးကငင်းတွေကဘာကိုပြောလဲဆိုတော့နေစရာအတွက်ထောက်ကူရတဲ့တဲ့ဥဆောင်မှုလုပ်ငန်းတွေနဲ့အကျိုးပေးတယ်။စက်တူလုပ်တွေကြောင့်အကျိုးမြတ်အများအပြားခံစားရတဲ့တာကိုပြပါတယ်။ဘာသာတရားပိုလိုက်စားလေကောင်းလေပဲဖြစ်ပါတယ်။ဒီလိုပါသူတွေဟာအ धिक အားဖြင့်ချမ်းသာကြွယ်ဝတဲ့တာကိုပြပါတယ်။နောက်ထပ်လေးလာကြည့်တဲ့လက္ခဏာတစ်ခုပြောချင်တယ်ဗျ။ မိမိရဲ့ဇာတိရဲ့ရွာမှာမဟုတ်ဘဲနဲ့ရဝေးမှာအောင်မြင်ပြီးတော့ဦးဇာရာကလည်းရဝေးမှာပဲဆုံးသက်ရပြီးအင်မတန်မှဦးဇာရာကကောင်းမဲ့လက္ခဏာတစ်ခုပြောချင်တယ်ဗျာမိတ်ဆွေရဲ့အသက်လမ်းကြောင်းကိုကြည်ပါအသက်လမ်းကြောင်းအောက်ချင်မှာငကြင်းမိပါနေလားအဲ့လိုငကြင်းမိပါရင်တော့ကောင်းပါလေဘာကောင်းတာလဲကိုပိုင်လုပ်ငန်းဆောင်ရွက်ရင်ငွေကံကောင်းတယ်ကာလတို့အချိန်တို့အတွင်းမှာကြီးပွားနိုင်တယ်ဗျာဝန်ထမ်းဖြစ်ရင်အကြီးကဲဖြစ်မယ်ထိတ်တန်းရောက်မယ်ဖုံးကန်ကြီးမယ် အများအလယ်မှာထင်ရှားတယ်ထူးကျွန်တယ်အမြင့်မားဆုံးဂျာတို့တွေရရှိပန်းစံနေမှာလေလုပ်ငန်းလုပ်ရမှာလဲဇွဲလုံးလောက်ဝရိယကောင်းတဲ့အတွက်ကြောင့်စီးပွားဖြစ်မယ်ဉာဏ်ပညာထက်တယ်ငွေကြေးကံကောင်းတယ်တိတ်ကံအကျိုးပေးအလွန်ကောင်းတယ်ပြည်ပလုပ်ငန်းအကျိုးပေးကောင်းတယ်နောက်ပြီးတော့မိမိမွေးရမြင်နိုင်ငံမှာနေထိုင်ရင်ရဝေးနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပဲအကျိုးပေးပါတယ်နောက်ပြီးတော့ငကြီးမိပါသူတွေဟာအငြင်းမနေတတ်ဘူးပင်ကိုစိတ်ကိုက အင်မတန်မှအလုတ်လုတ်ချင်တဲ့လုံးလုံးဝမှကျင်နေတတ်တဲ့သူတွေဖြစ်ပါတယ်ဒီလိုမျိုးတင်ရှားရှားကြီးပါဖို့ကတော့အင်မတန်မှရှားပါတယ်နောက်ထပ်လေးလာမိတဲ့လက္ခဏာတစ်ခုပြောချင်တယ်ဗျာလူတော်များရဲ့လက္ခဏာမှာပါတက်တဲ့ဝိုင်းပုံတဲ့သင်္ကေတတွေအကြောင်းပြောချင်တယ်ဗျာဒါတော့တချို့ကပြောရမယ်ဆိုရင်ခရင်ကွားလို့လည်းဆိုပါတယ်ခရင်ကွားနှစ်ဖက်ပါဗျာတချို့ကတော့ဝိုင်းပုံတဲ့သင်္ကေတလို့လည်းပြောပါတယ်ဒီဝိုင်းပုံတဲ့သင်္ကေတကိုလူတော်များသိကြပါတယ် အကျိုးအနိသင်တွေကတချို့သိရှိပါတယ်ဒီဝိုင်းဘုံသဏ္ဍာန်သင်္ကေတကပြောရမယ်ဆိုရင်တော့ဒွိဟာဖြစ်စရာတွေငင်းခုန်စရာအချက်တွေတော့ရှိတယ်ဗျဝိုင်းဘုံသဏ္ဍာန်သင်္ကေတရဲ့တည်ရှိပုံဖြစ်တည်ပုံနဲ့ဘလို့အကျိုးကျေးဇူးတွေရှိလဲဆိုတာကိုမျှဝေခြင်းပါတယ်အိန္ဒိယကပညာရှင်အများစုနဲ့နောက်နိုင်ငံကလက္ခဏာအတိုင်းဝိုင်းကတော့ဝိုင်းဘုံသဏ္ဍာန်မျိုးနဲ့ပတ်သက်ပြီးအခုလိုမျိုးပဲမှတ်ချက်ပေးပါတယ် မိတ်ဆွေရဲ့အဓိကလမ်းကြောင်းကြီးတွေဖြစ်တဲ့ညံလမ်းကြောင်းနှလုံးလမ်းကြောင်းအသက်လမ်းကြောင်းအုံမြေလမ်းကန်လမ်းပေါ့ဗျာကန်လမ်းကြောင်းစတဲ့နေရာအင်တော်ရေးလမ်းကြောင်းအစရှိတဲ့လက္ခဏာနေရာတော်တော်များများရှိလမ်းကြောင်းတွေဒုက္ခုံတွေမှာလမ်းကြောင်းထိုက်ခွာတဲ့ံဖြစ်နေတာပေါ့ဝိုင်းဆိုင်ဝိုင်းပုံတဲ့ံသင်္ကေတလို့ယူဆခေါ်ဆိုကြတယ်ဗျာဒါနားလည်လွယ်အောင်ပြောတာပါတကယ်ကပြောရမယ်ဆိုရင်တော့ခရင်ကွာလို့နောက်တိုင်း အရှိတိုင်းလက္ခဏာပညာရှင်များစုကပြောပါလေတကယ်လို့မိတ်ဆွေရဲ့အသက်လမ်းမှာပေါ့ဗျာဘိုင်းမုံတဲ့သင်္ကေတနဲ့ဆုံးသက်သွားတယ်ဆိုတော့သူနောက်ခီးသွားလမ်းကြောင်းလို့လည်းခေါ်တယ်ဗျတကယ်လည်းခီးသွားလမ်းဖြစ်ပါတယ်တစ်ချက်တည်းပြရမှာကထရင်ရှားနှစ်ခွတနံဖြစ်နေရင်ဘဝတသက်တာမှာအသက်မွေးဝမ်းကြောင်းအတွက်အမြဲတမ်းခီးထွက်နေရတဲ့လူတွေဖြစ်တယ် အသက်လမ်းကြောင်းနဲ့ညလမ်းကြောင်းကွာဟနေပြီးအသက်လမ်းကြောင်းဆုံးမှာဝိုင်းမိုးတဲ့ပါဝင်နေတော့ခီးသွားလုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေဖျော်ဖြေလုပ်ငန်းတွေစူးစမ်းလေ့လာတဲ့လုပ်တွေအရရရကိုလက်ပတ်ပြီးတော့ရိုက်ကွေးလောက်ရတဲ့လုပ်သူတေသနာလောက်ရတဲ့လုပ်တွေနဲ့အင်မတန်ကြိုးပေးပါတယ်။ Travel and Tour လုပ်သူတွေခီးသွားဘလော့ဂါတွေ documentary ရိုက်ကွေးသမားတွေမှာအများဆုံးပါတတဲ့လက္ခဏာတစ်ခုပါ။ပင်ကိုမွေရပါရေချင်းရှိသလိုအောင်မြင်မှုလည်းရရှိနိုင်တဲ့လက္ခဏာပါ။တကယ်လို့ဦးကောင်းလန်းဟောညံလန်းမှာ အဆုံးသတ်မှာဝိုင်းမုံတရံဖြစ်နေရင်တော့ဒါဘာကိုပြောလဲအဲ့ဒီဝိုင်းမုံတရံအကျိုးပေးတဲ့ဂျိုးကုံအင်အားတွေဖြစ်တဲ့ဂျာတာပလေးဘိုလူနဲ့တင်းလာဂျိုးကုံတို့အားကောင်းမှုလို့တလို့ဒီဂျိုးကုံတွေရဲ့လက်ချောင်းတွေကလည်းပုံတရံအရင်ပြက်နေလို့မရဘူးဗျအများအပြားဒီလိုမျိုးဥကောင်းလမ်းမှာဝိုင်းမုံတန်းရှိသူတွေဟာဆွဲဆုံသမားတွေ။ဘာသာစကားမျိုးမျိုးကိုတာမန်ထပ်ပို့ပြီးတက်မြောင်ရတယ် အလူပညာသိပ္ပံနှစ်ဖက်လုံးကိုခံစားနားလည်နိုင်တယ်။လက်ပုံတဏ္ဍကောင်းမွန်ရင်လက်တွေ့ထိထိရောက်ဖန်တီးနိုင်တဲ့ပညာရှင်ဖြစ်လာနိုင်ပါလိမ့်။မကောင်းတဲ့ချက်ကတော့ဆုံးပြချက်ချဖို့ကြံ့ကြာတတ်တယ်။အလုပ်လည်းနှစ်ခုသုံးခုမကလုပ်ရတတ်တယ်။တကယ်လို့ကျွန်တော်တို့လက်သက်ကြွယ်အောင်တနင်္ဂနွေကျုပ်ကမှဝိုင်းပုံတဏ္ဍဖြစ်ခွဲထွက်သွားမယ်ဆိုရင်အချိန်ဆွဲပြင်းတတ်တဲ့လူတွေတော့ပြောလို့ရပါလိမ့်။နှလုံးလမ်းကြောင်းမှာဝိုင်းပုံတဏ္ဍတင်ငိတရှိနေလား။ ဒါသာပလေဂျိုကွန်အောင်နှလုံးလန်းချောင်းထိတ်မှာဝိုင်းမုံတရံတင်ကေတကြီးလှလပပရှိနေရင်မေတ္တာရေးကန့်ကြမှာအထူးကောင်းပါလေမိတ်ဆွေအားကိုယ့်ပတ်ဝန်းကျင်ပေါ်မှာထွန်းမိုးနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့သူဖြစ်ပါတယ်ပင်ကိုကန့်ကြမာရလူများရဲ့စိတ်ဝင်စားခြင်းခံရတတ်ပါတယ်လူများနဲ့ထိတွေ့ဆက်ဆံတဲ့လုပ်ငန်းတွေမှာဘလောက်ပဲခက်ခဲပါစေကိုယ်စိတ်စေတနာကြောင့်နောက်ဆုံးအောင်မြင်မှုရမှာကိုယ်ပဲဖြစ်ပါတယ် ဒီနှစ်ခွဖြစ်တဲ့ပုံစံကအထူးသတိထားမှာကတိတ်မကွာတဲ့အနေထားဖြစ်ရပါဗျ။လမ်းကွက်တစ်ခုကအောက်ကိုဆိုက်ပြီးတစ်ခုကညံလက်ကြောင်ကိုထိုးပေါက်သွားတယ်လည်းအဆင်ပြေပါဘူး။နောက်တစ်ခုကဝိုင်းပုံစံအမှတ်သားနဲ့ဖြစ်နေပြီးတကယ်လို့သာမိတ်ဆွေရဲ့တနင်္ဂနွေဂျူကမှာဝိုင်းပုံစံတင်ငေတာရှိတယ်ဆိုပါစို့။ တနင်္ဂနွေကြိုကုံဆိုလက်သက်ကြွယ်အောင်ပါဗျာလက်သက်ကြွယ်အောင်တနင်္ဂနွေကြိုကုံမှာဝိုင်းပုံသဏ္ဍာန်ရှိနေရင်အလွန်အောင်မြင်ကြွားနိုင်တယ်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်ကြွားတဲ့နှုပညာရှင်တွေလက္ခဏာမှာအများဆုံးတွေ့ရပါတယ်အသက်18ကနေ30အတွင်းလူငယ်တွေမှာပါရင်တော့ကိုယုံကြည်အားသာရကိုဒီဇိုင်းပေးမဲ့လုပ်ပါအထူးအောင်မြင်ပါလိမ့်မယ်မိတ်ဆွေရဲ့လက်ခက်လက်အောင်စနေကြိုကုံမှာဝိုင်းပုံသဏ္ဍာန်သင်္ကေတပါနေတယ်ဆိုပါစို့ဒါဆိုရင် အသက်26ကျော်တဲ့မိတ်ဆွေဟာကံကောင်းတာကိုသိသိသာခံစားတတ်ပါလိမ့်မယ်။အသက်26နှစ်မကျော်မချင်းကံကောင်းမှာမဟုတ်ပါဘူး။အကြောင်းမျိုးနဲ့ပြတ်တတ်ပါလိမ့်။ပြောရမယ်ဆိုရင်ကံလန်းချောင်းဆုံးသက်မှာဒီလိုဘဝိုင်းပုံစံနဲ့သင်္ကေတရှိနေတပါလေ။တချို့ကတော့အသက်26တချို့ကတော့35တချို့အသက်40ကျော်စသဖြင့်ပေါ့ဗျာ။အဲဒီလိုအချိန်ကြာမှာအကျိုးပေးတတ်တယ်လို့ဆိုပါတယ်။လက္ခဏာလမ်းကြောင်းတွေတင်းနေရာ အနေထားပုံမူတည်ပြီးဝိုင်းပုံသဏ္ဍာန်ကတော့အကျိုးပေးကွာခြားမှုနည်းနဲ့အများရှိပါလေ။ဒါကတော့မိတ်ဆွေတို့ရဲ့လက်မှာပါတဲ့ဝိုင်းပုံသဏ္ဍာန်တငေတာနဲ့ပတ်သက်ပြီးလေ့လာမိသမျှပြောပြတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။လက္ခဏာနဲ့ပတ်သက်ပြီးဒီနေ့မှာတော့လေ့လာမိတဲ့အချက်တွေကိုပြောပြခြင်းပါလေ။ပထမဦးဆုံးပြောချင်တာကဆော်လမွန်လက်ဆွပါတဲ့သူ။လက္ခဏာကလက်ဆွနှစ်မျိုးရှိတယ်ဗျာ။ ဆောလမွန်လက်ဆုနဲ့စနေလက်ဆုတဲ့ဆောလမွန်လက်ဆုဆိုတာလက်ညှိုးအောက်ကြတော့ပလေးဂျိုပေါ်မှာ white queen ဖြစ်နေတဲ့လက္ခဏာပါဒါကိုဆောလမွန်လက်ဆုလို့ခေါ်ပါတယ်ဆောလမွန်လက်ဆုပါသူဟာပညာဉာဏ်ကြီးမားတယ်လို့ရေပုံရအဖြစ်အနောက်တိုင်းလက္ခဏာပညာရှင်တွေကဆိုပါတယ်ကဲဒီနေ့မှာတော့ဆောလမွန်လက်ဆုပါရင်ဘယ်လိုမျိုးကောင်းကျိုးတွေရှိလဲဆောလမွန်လက်ဆုပါတဲ့သူကဘာတွေကိုရှောင်ရှားရမလဲဒါတွေကိုလေ့လာမိသလောက်ပြောချင်ပါတယ် ဆောလမောလက်ဆက်ပါသူဟာအများသိထားတယ်လို့တထေးတကြွေတွေယာရုကြီးတဲ့သူတွေပညာရှိကြီးတွေမှာတွေ့ရလို့ရှိတာမှန်ပေမဲ့ဆောလမောလက်ဆက်ရဲ့ပင်ကိုယ်တဘာဝဟိုဟာချမ်းသာကြီးပွားခြင်းလှုပ်ဝှက်ဆန်းကျင်ခြင်းများထက်ကို့မှာဘလို့အစွမ်းစားရှိမလဲဘလို့ရည်သွေးရှိမလဲဒီလိုရှိတဲ့အရည်သွေးအစွမ်းစားတွေကိုပြင်းပြင်းထန်ထန်ကိုမြင့်တင်ပေးပြီးထိတ်ဆုံးကိုပို့ဆောင်ပေးတဲ့သဘောပဲဖြစ်ပါလိမ့်ဥမာပြောရရင်ဗျာအရေးချင်းချင်းတူတဲ့လူနှစ်ယောက်ပြန်တို့အလုရှောက်တယ်ဆိုပါစို့ ရေချင်းချင်းတူရင်မဲ့လက္ခဏာကတော့ပုံသဏ္ဍာန်ကွဲပါတယ်ဆော်လမွန်လက်စွပ်ပါတဲ့သူကတော့ဒီလက်စွပ်ရဲ့တွန်းအားကြောင့်ပင်တခြားသူထက်ခေါင်းတလုံးတာပါပါလေဒါကအရေချင်းချင်းတူလာတာမှအဲ့ဒီလိုမျိုးဖြစ်တဲ့ဆိုတဲ့သဘောပါဒီချက်ကိုနားလည်ပါသားဆော်လမွန်လက်စွပ်မှာပါတဲ့လက္ခဏာကိုချင့်ချင်သုံးသပ်နိုင်ပါပါကိုမှာဆိုတဲ့အကျင့်တွေမကောင်းတဲ့ရည်ချင်းတွေရှိရင်လည်းဒီရည်ချင်းတွေကိုတော်တော်လေးကိုအားကောင်းစေပြီးတော့အများတကာထက်ကိုပိုဆိုးတဲ့သဘောဖြစ်ပါလေ ဒါကြောင့်ဘသူကဘလို့ပြောလိုက်လို့ပဲဆိုဆိုကို့မှာဆော်လွန်လက်ဆွပါတယ်ဆိုရင်ဝမ်းသာမစော်ပါနဲ့အချင်းကြံကောင်းမှသာစိတ်ထားကောင်းမွေးမြူမှသာဘဝရှင်သန်မှသာဆော်လွန်လက်ဆွရဲ့အကျိုးထူးကိုရရှိနိုင်ပါတယ်လှုပ်ဝက်နဲ့နေတဲ့ဂမ္ဘီယပညာရှင်များမှာထူးကျွန်းတာကြိုတင်သိမြင်နိုင်စွမ်းရှိတာစိတ်ဆွမ်းရင်ကြီးမားတာကဆော်လွန်လက်ဆွရဲ့စစ်မှန်တဲ့အကျိုးတရားဆိုပေမဲ့အခြေခံအပြင်မှန်ကန်တဲ့စိတ်ထားနဲ့လေးလာအားထုတ်နေဖို့တော့လိုပါတယ် အလွန်စွမ်းတဲ့ရုံညံ့တဲ့စိတ်ထားရှိတဲ့အောက်လန်းဆရာဒီမှာလဲဆော်မွန်လက်ဆွပါတာကိုထူးထူးခြားတွေ့ရတယ်ဗျ။ဒါကြောင့်သူကစိုးတယ်ဆိုရင်လည်းကြည့်ရတာစိုးတာကိုပို့ပြီးတော့အာတွန်းမိတဲ့သဘောဗျ။ကောင်းတယ်လို့ဆိုရင်လည်းအကောင်းကိုပို့ပြီးဖြစ်စေတဲ့သဘောဗျ။အကောင်းဆိုးထူးထူးကဲဖြစ်စေတဲ့လက္ခဏာမျိုးစားပါ။ဆော်မွန်လက်ဆွပါတဲ့လူတွေဟာဒါကြောင့်မိမိဟာစိုးနေပြီဆိုရင်တော့ကောင်းတဲ့ဘက်ကိုကြောက်အောင်တရားဘာဝနာပွားများပါစိတ်ကောင်းမွေးပါ ကြင့်ကြံနေထိုင်ပါဒါဆိုရင်ကောင်းတဲ့ဘက်မှာလည်းအများထက်ကောင်းတလုံးသာမှာပဲဖြစ်ပါလေနောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျရွှေတွင်းတွင်းပိုင်ဆိုင်ထားသလိုကြွယ်ဝချမ်းသာစေမယ့်လက္ခဏာအမှတ်အကြောင်းကိုလည်းပြောချင်တယ်အင်မတန်ကောင်းတဲ့လက္ခဏာအမှတ်အစားလေးပါတုံးလို့မကုန်လှူလို့မခံကြွယ်ဝချမ်းသာပြီးခမ်းနားစွာနေထိုင်ရမယ့်လက္ခဏာပါညာလက်ကြောင်းကလည်းကြောင်းအောင်မြည်လက်အသက်လမ်းတွေနဲ့ထိဆက်ထားတဲ့လေပုံစံဖြစ်နေတဲ့ရွှေတွင်းလက္ခဏာပါရှိခြင်း လက်သွကြအောင်တနေ့ကနေဂျုံကကစီဒီလက်သားအောက်မှာပုတ်ကူးဂျုံကဒေါင်းလိုက်မြင်နေအဲ့အရာတွေကလက်ထောက်ကူပေးနေတယ်တကယ်လို့တင့်မှာအခုပြောတဲ့အချက်၃ချက်လုံးအစုံရှိနေရင်တော့လက်ထက်ဘတော်မှဝင်ပြဘူးဗျငွေကြေးကန်ထူကောင်းမယ်စီးစိမ်ပစ္စည်းဥစ္စာကျွဲဝမယ်ကံပေးရင်ပေးတယ်လို့ရမှာပေါ့ဗျာအဆောက်အုံကောင်းနေတဲ့နေထိုင်ရတတ်တယ်အိမ်ချံရင်ကအများပြပန်းဆိုင်ရတတ်တယ်နောက်ပြီး ဖရာတကအကြောင်းမှဖြစ်အများကြီးအလူတဲပေးနိုင်တယ်သာသနာပြုပြီးတော့ကုသိုလ်ထူကိုရစေနိုင်တယ်ဆေးလိုရာဆေးညှို့နိုင်သူကြီးခဲ့ဖြစ်ဖုံးကန်ကြီးမာပြီးစီးစိမ်ကြွယ်ဝချမ်းသာတာကိုမြေကြီးလက်ခတ်မလွဲရနိုင်တဲ့သူလို့ပြောချင်ပါတယ်ဒီလိုမျိုးအချက်နေတော့တိတာထင်ရှားစွာပါမှာပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာလန်တစ်ခုပြောချင်တယ်ဗျကံလန်းကြောင့်ကောစနေတီကိုလက္ခဏာရှင်ရဲ့လဝါပြင်မှာတကယ်လို့လက်ခလေလက်ချောင်းအောက်စနေဂျုံကုန်နေရာမှာ လက်ကောက်ဝဲအောက်ထိဆင်းသွားတဲ့လမ်းကြောင်းကြီးကိုကံလမ်းကြောင်းလို့ခေါ်တယ်ဗျဒီကံလမ်းကြောင်းပါတဲ့သူဟာလက္ခဏာရှင်ရှေးအတိတ်ဘဝကပြုခဲ့မှုတဲ့ကုသိုလ်အကုသိုလ်ကံတစ်ခုကိုရှင်ပြီး ကောင်းကြီးဆိုးခြင်းကိုပြထားတဲ့ကံလမ်းကြောင်းဖြစ်ပါတယ်ဒီကံလမ်းကြောင်းပါရင်လက္ခဏာရှင်ရဲ့ဘဝမှာအောင်မြင်ချမ်းသာတာကိုဖော်ပြနိုင်ပါတယ်မိမိဘဝရဲ့မိမောင်းထိုးပြနိုင်တဲ့လမ်းကြောင်းလို့လည်းပြောလို့ရပါတယ်ဒီလမ်းကြောင်းမပါတဲ့သူဟာဘဝမှာအနာဂတ်ပျောက်သလိုဘာလို့ပဲလွတ်လွတ်တိကျတဲ့ဘဝအမှန်ကန်ချက်မရှိနိုင်ပါဘူး လမ်းမောင်ထဲမှာရှောက်သွားတာနဲ့ပဲတူပါတယ်။ကံလန်းကျောင်းပါလာခဲ့ပါကလည်းကံလန်းကျောင်းတစ်ခုတည်းကြည်ုံနဲ့လက္ခဏာရှိတဲ့ဘွားကိုတိကျသေးချာစွာပြောမရသေးပါဘူး။ယူကိုနေထားလဝါပြည်ပုံစံတခြားအကျိုးပေးလမ်းကြောင်းတွေကြည်ပြီးသုံးသမတာတိကျတဲ့ရလက်ဖြေကိုထုတ်လို့ရပါပဲ။ကံလန်းကျောင်းနဲ့ပတ်သက်ပြီးဒီချက်သုံးချက်ကိုပြောချင်ပါလေ။ဖြောင်းတန်းနေလား။ဒီကလည်းကြောင့်ပါလာရင်ဘဝမှာစိတ်ဖိစီးမှုနဲ့အူတန်ကိုမခံနိုင်ခြင်းအလွတ်လောက်ရမှာ မိမိနဲ့ဝင်မျှတဲ့လုပ်ကိုသာရွေးချယ်တခြင်းမဖြစ်နိုင်ဘူးဆိုတာကိုစန့်ကျင်ပြီးလုပ်ခြင်းစုံစားရတာကိုနှစ်တည်းအပေါင်းအသင်းကိုခင်တွေ့တဲ့အုပ်စုဖွဲ့နေထိုင်တည်းဒီကံလမ်းကြောင့်အနာဆောင်ရွှေဖြောင်းတန်းရင်ဖြောင်းတန်းတို့အကျိုးပေးကောင်းပြီးဥစားတာကောင်းပါလေကိုယ်ကောက်နေတဲ့ကံလမ်းကြောင့်ကံလမ်းကြောင့်ဖြောင်းတယ်မှုမရှိပဲကိုယ်ကောက်ရင်ဘဝမှာလည်းကိုယ်ကောက်ပါလိမ့်မယ်ဘလောက်စူးစမ်းစူးစမ်းအရာမထင်ဘူးလူလိန်လူကောက်တွေနဲ့တွေ့ရတည်းတည်း ကိုရှာသမျှပစ္စည်းဥစ္စာကိုမတော့ပဲသူတို့ဘာတော့မှတတယ်။ဝန်ထမ်းလုပ်ငန်းတွေနဲ့အကျိုးမပေးဘူး။မွေးရမြင်တဲ့အဝေးဆုံးကိုတွားရောက်လောက်ကန်မှသာဘဝမှာထွန်းပေါက်အောင်မြင်တတယ်။အသက်ရွယ်ကြီးရင်လည်းယောဂီယဟန်ဘဝနဲ့ဆုံးသွယ်ရတယ်။အလုံးကိုတစ်ခါတည်းနဲ့မအောင်မြင်တတ်ဘူးပြ။နှစ်ခါသုံးခါပြန်လောက်မှအောင်မြင်တတ်တယ်။ကျိုးပြနေတဲ့ကံလန်းတကယ်လို့မိတ်ဆွေကံလန်းကြောင့်ကကျိုးပြနေတာ။အဲ့လည်းကြောင့်ပိုင်တော့လုပ်ငန်းအလုပ်မတည်ငြိမ်တတ်ပါမကြာခဏအလုပ်ပြောင်းရတတ်တယ်။ ချိန်ငင်းနေမနေတက်ပါဘူးရေရှားပြောင်းလဲသွားလာနေရတက်တယ်မကြခဏဘဝမှာစိန်ခေါ်မှုတွေကြုံရတက်တယ်လူလက်ပိုင်းမှာစပြီးတည်ငြိမ်မှု ရှိလာတတ်ပါတယ်ခီးတော်လုံးငယ်နေကြိုးပြီးတယ်အောင်မြင်မှုတွေရရှိခဲ့ရင်ပြန်မကြတတ်ဘူးသူတစ်ပါးကိုဘယ်တော့မှမီခိုလို့မရဘူးကိုရုကိုချုပ်ပြီးမှသာအောင်မြင်မှုရနိုင်တယ်ဩဇာရအများအဖြစ်ကောင်းမွန်တက်ပါတယ်လက္ခဏာဆိုတာဟာနည်းနည်းတဲ့ပညာရပ်ပါ ဒီကံလမ်းကြောင်းတစ်ခုတည်းကြည့်အောင်နဲ့ခုနပြောတဲ့ချက်တွေကရေပုံရအဖြစ်သုံးသပ်လို့ရပြီမယ်တခြားချက်တွေနဲ့ပေါင်းဆက်ပြီးသုံးသပ်နိုင်မှသာတိတိကျကျအဖြစ်ထွက်နိုင်မှာပဲဖြစ်ပါတယ်နောက်တဲ့လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျမိတ်ဆွေရဲ့ဥစားရာကောင်းနိုင်မလားကြည့်ကြည့်ရအောင်ဗျမိတ်ဆွေရဲ့ဘဝမှာလက်စကြွယ်အောက်မှာလက်ကောက်ဝက်ဘက်ကိုဒေါင်းလိုက်မြေးလေးတစ်ခုပါလာရင်လက္ခဏာရှင်ဟာတက်ကြီးပိုင်းမှာပုံပြီးကင်းပြီးတော့အလူရဲတွေပြုလုပ်ကြတယ်သတ္တမီမြင့်မြင့်တွေအကျိုးခံစားရပြီးစီးစိမ်ဥစ္စာချမ်းသာစွာနဲ့အိုးပိုင်အိမ်ပိုင်နဲ့နေထိုင်သွားတဲ့အကံမှာ ဒီအောင်မြင်လမ်းကြောင်းအပြတ်တောက်မရှိဘဲကောင်းရင်ကောင်းသလိုအကျိုးပေးတတ်ပါလေအောင်မြင်လမ်းကြောင်းမှာချစ်ချင်ကပါခြင်းအပြတ်တောက်များစွာပါရှိခြင်းရှိပါကလက်မှာပါတဲ့တခြားသင်္ကေတအမှတ်သားတွေကြည့်ပြီးကိုယ်စားလာကောင်းလားညံ့လားပြန်လည်သုံးသပ်ရပါလေအထူးသဖြင့်အောင်မြင်လမ်းကြောင်းရဲ့ထိနှစ်ဖက်တော့မှအကျိုးမှတ်သားပါရင်လက္ခဏာရှင်အောင်အိုးစားတာအထူးသတိပြုရပါမယ်ဝဇရာမကောင်းနိုင်ဘူးငယ်စဉ်ချင်းစီးပွားဥစ္စာဘယ်တော့ပဲချမ်းသာပါစေတာသမီမိမိတွေနဲ့ပြည့်စုံနေပါစေအသက်ကြီးရင်အိုးမဲအိမ်မဲဘဝနဲ့အဆုံးသက်ရတတ်ပါလေ ကုန်းကောက်စရာမရှိအောင်ဆင်းရဲတဲ့ဘဝနဲ့အဆုံးသတ်ရပါတယ်။မိမိရဲ့ရှာဖွေထားတဲ့အဥ္စာပစ္စည်းတွေဟာအကြောင်းမျိုးနဲ့လက်လဲလိုက်တယ်လို့ဆုံးရှုံးရတတ်ပါလေ။အောင်မြင်လမ်းကြောင်းမှာကျွမ်းပါတဲ့သူတွေဟာငယ်စဉ်ချိန်ကစပြီးကုသိုလ်ကောင်းမှုတွေလုပ်ပေးပါ၊ခွေးစာကျွေးပါ၊ပေးကန့်စွန့်ကြဲပါ။အလူတန်းတွေမကြာခဏလုပ်ပေးခြင်းမှသာအញ្ញံပြောင်းနိုင်ပါလေ။ဥ္စာရာကောင်းခြင်းမကောင်းခြင်းဆိုတာဟာတချို့ဥ္စာစီးပွားတွေငယ်စဉ်ခါမနာတဲ့ရှာဖွေတာသမီးမိမိတွေလည်းအများကြီးရှိနေမှာ ိုးစားတာမကောင်းရင်အဲ့ဒီဥစ္စာပစ္စည်းတွေလည်းအကုန်ပြောင်းကုန်ပြီးတော့တာသည်မိမိတွေရဲ့အထောက်ပံ့မရပဲတကူရေတကာရဘဝနဲ့ဘဝနေကုန်ချိုးရပါလေ။အိုးစားတာကောင်းတဲ့သူကလည်းအင်တော်မရှိတာသည်မိမိမရှိငယ်စဉ်ချင်းဆင်းရဲပြီးတူးတဲဖြစ်နေပါစေ။တက်ကြီးပိုက်မှာစီးစင်ဥစ္စာပြည့်စုံစွာချမ်းသာပါလိမ့်မယ်။ဘသူမိကုန်မှာပဲချမ်းသာစွာနေထိုင်ရတတ်ပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းလည်းဗျာ။ခုပြောချင်တာကကိုပိုင်းလုပ်ငန်းနဲ့ကြီးပွားအောင်မြင်စီးပွားဖြစ်စေနိုင်တဲ့လက္ခဏာပါ။ ခုပုံမှာပါသလိုလက်သကျွယ်အောက်တင်းငွေကြုံကမှာအောင်မြင်လက်ကြောင်းနှစ်ချောင်းပါပြီးတော့ဝိုင်းပုံတရံဖြစ်နေခြင်းလက်ကလက်အောက်စနေကြုံကမှာနှလုံးလမ်းမထုံတက်နေတဲ့အောင်မြင်မျိုးတို့ပါရှိရင်တော့အလွန်ကောင်းမွန်တဲ့လမ်းကြောင်းအမှတ်သားလေးပါနမဲကုန်တင်းထင်ရှားမယ်မိတ်ဆွေပေါင်းတင်ချစ်သူခင်သူပေါ်မယ်ကိုပိုင်စီးပွားရေးလုပ်ငန်းနဲ့အကျိုးပေးမယ်မိတ်ဆွေတွေရဲ့အကူအညီကောင်းရမယ်တိတ်ပါရမီကုသိုလ်ကံတို့အကျိုးပေးမယ်ငွေကြေးမြောက်များရရှိတတ်ပါတယ်ဦးစားတော်ကောင်းမွန်တဲ့အကျိုးများလည်းဖြစ်စေတတ်ပါတယ် လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ